မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 13ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်ပွဲကင်းရွာမှဒူစောတိစကမ်းကိုဝင်ရောက်တိုက်ခတ်ရမှာစစ်သားနဲ့ဒူစောတိ6ဦးသေဆုံးပြီးလက်နက်3လက်နဲ့ခဲယမ်းများကိုတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ12ရက်နေ့မွန်လွဲ2နာရီအချိန်ကြောက်ပတောင်းမြို့နယ်ပွဲကင်းရွာမှဒူစောတိစကမ်းအတွဲမှာစစ်သားနဲ့ဒူစောတိများစုဝေးပြီးတော့ပြည်သူတအုပ်ကိုဖမ်းဆီးနှိပ်စက်နေကြောင်းသတင်းရရှိတဲ့အတွက်ဝင်ရောက်ပြီးတော့စီးနင်းတိုက်ခတ်ရမှာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲတနအိကကြာမြင့်ခဲ့ပြီးတော့အချမ်းဘတ်စစ်ကောင်စီတပ်သား3ဦးနဲ့ဒူစောတိ3ဦးစုစုပေါင်း6ဦးသ ိတ်ဆုံးခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့သွားတိုက်တဲ့အချိန်ကနေ့လယ်2နာရီလောက်ကပါအပြန်လန်ပြစ်ခတ်တာ2နာရီလောက်ကြာတယ်စစ်ကူလာတာမရှိပါဘူးမဟာမိတ်တပ်ဖွဲ့ကရဲဘော်နှစ်ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့ပါတယ်ဖမ်းဆီးနှိပ်စက်ခံရတဲ့ပြည်သူရဲ့အကြောင်းကတော့မသိသေးပါဘူးလို့6 Gorilla Force CGF တာဝန်ကကိုပိုင်ကပြောဆိုထားပါတယ်အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားတွေတူစောထီးများကန်ဆောင်အုံပြုတဲ့ကာပိုင်တနတ်နှစ်လံတရောင်တို Shotgun တနတ်တလံကာပိုင်ကြီး68တောင်းကာပိုင်ကြီးပေါက်3ခုလက်ပစ်ဘုံ3လုံး equipment engine 2ထည့် စစ်ဖက်နက်တရရနဲ့စီယူနီဖောင်နှစ်ထဲတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုကိုမကွေးခေအပကဖာအထူးတိုက်ခိုက်ရေးတပ်ဖွဲ့6မြောက်နယ်ပကဖာ6 Guerrilla Force CGF အာလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့6 Revolution Army OOUG ပကံဘူချိုဘာမာ Ranger Revolution YRF တရဲစပ်နဲ့မင်းနာကြီးတပ်ဖွဲ့ရင်းနသား U Force နဲ့ကြောက်ဘရောင်း Special Defense Force မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးကိုဩဂတ်စ15ရက်နေ့ကနေစတင်ပြီးတော့စစ်ကောင်စီအုပ်စုကလမ်းပိတ်မယ်လို့သတင်းတွေထွက်ပေါ်နေပြီးတော့အညာကနေစစ်ပေးရှောင်ထွက်ပြေးလာရင်းနဲ့မန္တလေးမှာနေထိုင်နေတဲ့ကြီးခမ်းဖြိုးပါတီဝင်တွေကိုနေပြည်တော်ကိုထပ်မံရွှေ့ပြောင်းလာဖို့အတွက်ခေါ်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုကရန်ကုန်မန္တလေးအမြန်လမ်းမကြီးကိုပိတ်ဖို့သတင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်စုံစမ်းလို့မရသေးပေမဲ့ကြီးခမ်းဖြိုးအဖွဲ့ဝင်တွေကိုတော့ အဲ့ဒီရက်မတိုင်မီမှာနေပြည်တော်ကိုပြောင်းရွှေ့လာဖို့အတွက်စေခိုင်းခေါ်ယူနေတာကတော့အမှန်ပဲလို့ပြောဆိုခဲ့ပါတယ်အထူးသဖြင့်အညာကနေမန္တလေးကိုရောက်ရှိနေတဲ့စစ်ဆောင်ပါတီဝင်တွေဖြစ်ပြီးတော့သူတို့နေဘက်မှာလည်းပါတီရဲ့အားထားရတဲ့သူတွေကိုရွှေ့ပြောင်းခိုင်းနေတယ်လို့ဆိုပါတယ်ကတာကောလင်းထီးကျိုင်စတဲ့အညာဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်အဲ့ဒီဒေသတွေကနေပြီးတော့မန္တလေးကိုစစ်ပေးတိမ်းရှောင်ရောက်ရှိနေတဲ့ပြည်ခိုင်ဖြိုးပါတီဝင်တွေကိုပြီးခဲ့တဲ့ရက်ပိုင်းမှာပဲနေပြည်တော်ကိုပြောင်းရွှေ့ဖို့အတွက်ခေါ်ယူနေတယ်လို့မိဆက်တဲ့သူတွေကပြောဆိုနေပါတယ် နေပြည်တော်ကြန့်ခိုင်ရေးရုံးကမိသားစုဝင်တွေကိုခေါ်နေပြီးတဲ့မန္တလေးလမ်းတွေပိတ်ကုံမှာမှုတ်လို့တဲ့နေပြည်တော်ကိုပြောင်းဖို့ခေါ်နေပြီးလို့ပြည်ခံပြောပါတီဝင်နဲ့နှိစက်တဲ့သူတွေကပြောဆိုထားပါတယ်လက်တလုံးမှာလည်းစစ်ဘေးရှောင်လာတဲ့နန်းစီဒီယံဝန်ထမ်းတွေနဲ့ စစ်ကောင်စီအုပ်စုရဲ့ထောက်ခံတဲ့လူတွေကိုဝန်ထမ်းအင်အားတွေနဲ့စာတင်ကြောင်းဝင်းတွေထဲမှာထားရှိတယ်လို့မန္တလေးမြို့ကန်တွေကပြောဆိုထားပါတယ်။မန္တလေးမြို့ကဌာနဆိုင်ရာဝန်ထမ်းမိသားစုအများအပြားကိုလည်းပြီးခဲ့တဲ့ရက်ပိုင်းကလေးကနေပြည်တော်မိထီလာနဲ့ရန်ကုန်စတဲ့နှိစက်ရာတွေကိုထွက်ပြေးနေကြတယ်လို့မန္တလေးမြို့ကန်တွေကပြောပါတယ်။မန္တလေးကတခြားဝန်ထမ်းတွေကိုတော့ပြောင်းဖို့ခေါ်တယ်တော့မကြမိသေးဘူးလို့မန္တလေးစီပင်ဝန်ထမ်းတို့ကပြောပါတယ်။စစ်ကောင်စီအုပ်စုကတော့မန္တလေးမြို့တွင်းမှာရောမြို့ပြင်ပသိမ်ကြီးမြို့နယ်နဲ့မတရားမြို့နယ်အဆက်တွေမှာခံစစ်အကြီးအကျယ်တွေပြင်ဆင်နေတယ်လို့ပသိမ်ကြီးမြို့နယ်တွေကနေပြီးတော့အရှိတ် ောင်ကျောတွေကိုလက်နက်ကြီးတွေနဲ့ညစဉ်6လက်ပစ်ခတ်တာလေရင်နဲ့ကင်းထောက်တာတွေကိုလုဆောင်နေတယ်လို့မန္တလေးမြို့ကံတွေကပြောပါရယ်မန္တလေးမြို့စီပင်ရုံးတယ်မြို့တော်ခမ်းမရှိရ26လက်81နဲ့82လက်ကြားရုံးဝင်းရဲ့မျက်နှာစာ26လမ်းဝင်ပေါက်များမှာတဲပေပါတဲအိတ်များနဲ့အကာအကွယ်များဘန်ကားများကိုစောက်လုံနေပြီးတော့ဒီကနေ့မနက်မိုးရွာကလေးကပရိတ်တရားခွေများကိုဇက်တိုက်ဖွင့်နေကြောင်းသိရှိရတယ်လို့ တော်လရင်အင်အားစုကင်းထောက်အဖွဲ့ဖြစ်တဲ့ VOMDY ကဩဂတ်စ12ရက်နေ့မှာဖော်ပြထားပါတယ်မန္တလေးကျုံပတ်ပတ်လဲမျိုးရိုးတွေပေါ်မှာလဲတဲအိတ်တွေကိုလေးဘက်လေးတန်ကာယံထားပြီလို့မန္တလေးမြို့ကန်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်နဲ့ပြူစောထိပ်များက MNDAA စန့်ကျင်ရေးစာများနဲ့စစ်ကောင်စီရဲ့အလံများကိုဖျက်ဝင်နေပြီးတော့တပ်တိုင်များမှလိုက်လံကတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဩဂတ်လ23ရက်နေ့မနက်6:00နာရီဝန်းကျင်အချိန်ကစတင်ပြီးတော့မဟာအောင်မြေမြို့နယ် ်ရင်းနီမြောင်းစည်းတဝိုက်အပါဝင်မန္တလေးမြို့ပေါ်နေရာအနှံ့ပြားမှာကိုကက် MNDA စန့်ကျင်စာများကိုလိုက်လံကတ်နေတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီရဲ့ဝါစိန်တွေအလံများကိုလည်းတတ်တိုင်များမှာလိုက်လံကတ်နေတယ်လို့သိရပါတယ်။ဒီနေ့မနက်အစောကြီးမဟာအောင်မြေမြို့နယ်ရင်းနီမြောင်းစည်းတဝိုက်နယ်ရက်ွက်တွေမှာ နိုင်ငံတော်အလန်းဒစိတ်စတစ်ကာတွေကိုစစ်ခွေးတွေကလာကတ်သွားပါတယ်လာကတ်တာကမတူးရွှေငါအမဲရောင်နဲ့မတ်စတာထားတဲ့လူလက်ပိုင်းအရွယ်တွေကလိုက်လံကန့်နေပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါ့အပြင်မန္တလေးမြို့လူစီကားတဲ့နေရာတချို့မှာလည်းစစ်ကောင်စီရဲ့အလံများကိုဝလုံးနဲ့ထိုးဆိုက်ပြီးတော့ထောင်သွားပြီးနေရာအနှံ့များမှာကိုကက် MNDA စန့်ကျင်ရေးစာရွက်များကိုကားပေါ်ကနေချဲချသွားမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်မန္တလေးအခြေစိုက်တပ်ဖြဲသည့်သတင်းအင်းမြစ်ကတော့လာရှုံးမှာ MNDA အလံများကိုလွှင့်ထူထားတဲ့အတွက် တံပြန်သဘောအဖြစ်နဲ့စစ်ကောင်စီကမန္တလေးမှာစစ်ကောင်စီရဲ့ဝါစိမ့်နေအလံများကိုလွှင့်ထူပြသနေခြင်းဖြစ်တယ်လို့သိရပါဗျ။မန္တလေးကိုအကြမခံဘူးဆိုတဲ့သဘောနဲ့အလံများကိုကတ်နေတဲ့လှုပ်ရှားမှုများကိုလှုံ့ဆော်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့မှာအကြမ်းဖက်စစ်ကောင်စီကရဟတ်ရင်နဲ့တင်တန်းစင်းတပ်သားတွေများလက်နက်ကြီးကြီးနဲ့ drone များကိုဖြစ်တင်းနေပြီးတော့လုံခြုံရေးအဖြစ်နဲ့လိုက်ပါလိုက်တဲ့ MI-35 ရဟတ်ရင်နဲ့အနီးနားမှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ10ရက်နေ့နဲ့17ရက်နေ့တွေမှာရေဦးမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တိုင်းရင်းစေးရုံစစ်စခန်းကို MI-17 ရဟတ်ရင်နဲ့ တင်နန်းစင်တပ်သားတွေများလက်နက်ကြီးကြီးနဲ့ဒရုန်းများကိုဖြည့်တင်းခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးလူအင်အားနဲ့လက်နက်ခဲယမ်းများကိုဖြည့်တင်းနေတဲ့အချိန်မှာလုံခြုံရေးအဖြစ်နဲ့လိုက်ပါလာတဲ့ MI-35 ရဟတ်ယာဉ်ကအနီးနားမှာရှိတဲ့ကျေးရွာများကိုလေကြောင်းကနေပြီးတော့အကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာရှမ်းမြောက်မှာမြို့သိမ်းတိုက်ပွဲများဆင်နွှဲခံနေရတဲ့အချိန်မှာရေဦးခင်ဦးနဲ့ ဒီဘက်ရဲ့မြို့နယ်တို့မှာ6လတာလူဝင်အားလက်နက်ခဲရန်နဲ့ရိတ်ခါများကိုဖြည့်တင်းနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။မြေပြင်ကနေစစ်အားဖြည့်တင်းရန်လက်ရှိအချိန်မှာမလွယ်ကူတော့တဲ့အခြေအနေကြောင့်လေချောင်းကိုသာအပြုတ်နေရပြီးတော့နှစ်ရက်တာအတွင်းမှာ9ချိန်စစ်အားဖြည့်တင်းခဲ့တယ်လို့သိရပါတယ်။နှစ်ရက်အတွင်းမှာစုစုပေါင်း MI-17 နဲ့ရေဦးကို9ချိန်တိုင်တိုင်စစ်အားတွေဖြည့်တင်းပြီးတော့လက်နက်ခဲရန်တွေရောဒရုန်းတွေပါချပေးထားတယ်လို့သိရတယ်။ရေဦးခင်ဦးနဲ့ဒီဘက်ရင်တွေမှာစစ်ကောင်စီကမျိုးသိမ်းတိုက်ပွဲတွေဆင်နွှဲခံနေရတဲ့အချိန်စစ်ကြောင်းမထိုးဘဲနဲ့ အင်းအားမနိုင်လို့မပုတ်နိုင်လို့လွတ်ထားတာ6လနီးပါးရှိထားပြီးတော့မြေပြင်ကနေလဲအရင်ကလိုကားတွေနဲ့အင်းအားမပုတ်နိုင်သလို လေချောင်းကနေလေ MI17 တစည်းတဲ့နဲ့လာမချရဲတော့ဘူးကိုဘက်ကအဖွဲတွေကစဉ်တက်နေတဲ့အချိန်ဝင်ပြီးတော့ပြစ်ခတ်မှာကိုလည်းစိုးရိမ်နေတဲ့အတွက် MI35 ပါလုံခြုံရေးယူပြီးတော့စဉ်ရတော့တဲ့အချိန်နေပဲရေဦးခင်ဦးနဲ့ဒီပဲရင်ဘက်တွေအထိကိုအခုချပေးနေတဲ့စစ်ကောင်စီတပ်သားတင်တန်းစင်းတွေကနေနေရှင်းလင်းရေးလှုပ်ဆောင်ဖို့စစ်ကောင်စီကထပ်မံစီစဉ်နေတယ်လို့ခံမှန်းရပါတယ်လို့ရေဦးအခြေပြု People Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်စောအမေသားကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့လေချောင်းတက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိဘဲအင်အားဖြည့်တင်းထားတဲ့စစ်ကောင်စီ တပ်သားများကကြေးရွာများကိုဝင်ရောက်စီးနှင်းနေပြီးတော့စစ်ကြောင်းထိုးလာမှာကိုစိုးရိမ်နေရတယ်လို့သိရပါဗျ။ဒါအပြင်ရေဦးမြို့မှာရှိတဲ့အကြပ်ဖက်စစ်တပ်ရဲ့တိုင်းရင်စေးရုံကလည်းနေ့စဉ်လက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုများကြောင့် ပြည်သူများဟာစိုးရိမ်နေရတယ်လို့သိရပါတယ် MI35 နဲ့ပြစ်ခတ်သွားတာကလည်းကိုဘကအဖွဲ့တွေကန့်နိုင်ခြင်းရှိတဲ့နေရာတွေကိုရန်ကားပြီးတော့ပြစ်ခတ်သွားတာပါညာတိုင်းလိုလိုတိုက်ရင်ကနေပြီးတော့လက်နက်ကြီးနဲ့အရှိနောက်တောင်မြောက်ဇက်တိုက်ရန်ပြီးတော့ထုနေတယ်လက်ရှိရေဦးအနောက်ဘက်ခြမ်းကပြည်သူတွေကမနေ့ကလေကြောင်းပြစ်ခတ်ထားတာရောလက်နက်ကြီးတွေနဲ့ပါမထင်မထင်သလိုထုနေတာရောမြေပြင်စစ်ကြောင်းထိုးလာမှတွေရောစိုးရိမ်ထိတ်လန့်နေရတယ် ညတွေမှာဆို drone တွေနဲ့ပါပြည်သူတွေနေထိုင်တဲ့ခြေရွာတွေပေါ်ကိုထောက်လန်းပြန်ဝဲတာတွေလည်းခက်ဆိတ်ဆိတ်ပြုတ်လုလာတယ်။ရေဦးကိုဝင်တိုက်မှာကိုစိုးရိမ်တာထက်နယ်မြေရှင်းလင်းစစ်ကြောင်းထိုးဖို့အတွက်စစ်ကောင်စီကပြင်ဆင်လာတဲ့အနေထားပါပဲလို့ရေဦးအခြေပြု People Defense Comrade ကြံကြားရေးတာဝန်ခံထူးခန့်စွာအမေသားကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်ပြတ်တက်ကြီးရွာမှာရှိတဲ့ကမ်းမရံဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်ကောင်စီကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ17ရက်နေ့ည7:34မိနစ်ခန့်မှာပြတ်တက်ကြီးရွာကမ်းမရံဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်ကောင်စီကလေကျောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရတယ်။ပြည်သူတွေထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။အဆောက်အဦတွေဖျားစီတီတီတော့ပျက်စီးသွားပါတယ်။လေကျောင်းတိုက်ခိုက်မှုနှစ်ကြိမ်ဖြစ်ခဲ့တာပါလို့တောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အလားတူပဲ ဩဂတ်စ်လ12ရက်နေ့မနက်9:45မိနစ်ခန့်ကလည်းဖျားလာရွာအနီးအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုမရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်နိုင်ငံသားရဲ့ဝင်ကြီးဝန်ကြီးကကိုးချိန်မြောက်မဲကောင်လန်ချန်ပူပေါင်းဆောင်ရွက်ရေးအစီအစဉ်ရဲ့နိုင်ငံသားရဲ့ဝင်ကြီးများအစည်းအဝေးကိုတက်ရောက်ဖို့အတွက်မြန်မာနိုင်ငံကိုလာရောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီအစည်းအဝေးမှာဝန်ကြီးကပူရဲတဘာပတိအဖြစ်နဲ့တာဝန်ယူသွားမှာဖြစ်ပြီးတော့ဝန်ကြီးအနေနဲ့ မြန်မာခရီးစဉ်အပြီးမှာထိုင်းနိုင်ငံကိုဆက်လက်တွားရောက်ဖို့ရှိပြီးတော့ခရီးစဉ်အတွင်းမှာမြန်မာထိုင်းလာအိုနိုင်ငံသားရဲ့ဝင်ကြီးတွေနဲ့အလွတ်တဘောတွဲဆုံဆွေးနွေးဖို့ရှိတယ်လို့ဆိုပါရယ်။ဝမ်ယီရဲ့ခရီးစဉ်ကမြန်မာနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံတွေစီကိုတွားရောက်မှာဖြစ်ပြီးတော့ဩဂတ်လ14ရက်နေ့ကနေ18ရက်နေ့အထိကြာမြင့်မှာဖြစ်တယ်လို့လည်းသိရပါရယ်။တရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်တိတ်ရှိကျွမ်းဟာလည်းအခုလ10ရက်နေ့ကမြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့နေပြည်တော်မှာတွဲဆုံခဲ့တယ်လို့သိရပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအခြေစိုက်ရှင်းမြောက်တိုင်းစစ်ဌာန ချုပ်ကိုကိုကန့်အဖွဲ့ကတင်ပိုက်လိုက်ပြီးတဲ့နောက်မှာတရုတ်အထူးကိုယ်စားလှယ်မြန်မာနိုင်ငံကိုလာရောက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီခရီးစဉ်အပြီးရပ်ပိုင်းအကြာမှာပဲတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ရီကမြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေတာဖြစ်ကြောင်းပြင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you